ကြားပြန့်ကြားပြန့်ကြားပြန့်နေရာတကာမှာကြားပြန့်ဖြစ်နေတာပေါ့နော်မြန်မာနိုင်ငံကလည်းနိုင်ငံတကာရဲ့စိတ်ဝင်စားစောင့်ကြည့်ခြင်းကိုခံနေရပြီးတော့မှဆယ်လီဖြစ်နေတာပေါ့ချင်းမကောင်းတဲ့နေရာမှာဆယ်လီဖြစ်နေတာပေါ့လူစုဂိုင်းကောင်းဆောင်တွေလည်းရှိတယ်တပောက်နိုင်ငံမှာလူတက်တဲ့ကောင်တွေလည်းရှိတယ်လူမျိုးတုံးတက်တဲ့ကောင်တွေလည်းရှိတယ်အဲ့ဒီကောင်တွေကပဲတနက်ကြီးကြီးကြိုင်ပြီးတော့ကောင်းဆောင်နေရာမှာနေနေကြတယ်ဆိုတော့ဒီနိုင်ငံရဲ့ဟိုလက်ရှိအခြေအနေကတော့တော်တော်လေးအားလုံးပဲမင်္ဂလာပါဆုံစင်ပါ channel ကနေကြိုဆိုပါရစေ ကျွန်တော်ရဲ့ channel ဟာနေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းဦးသတင်းတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်။ကြားပြန်ကြားပြန်ကြားပြန်။နေရာကမှာကြားပြန်ဖြစ်နေရပါတော့နော်။ မြန်မာနိုင်ငံကလည်းနိုင်ငံတကာရဲ့စိတ်ဝင်စားစောင့်ကြည့်ခြင်းကိုခံနေရပြီးတော့မှဆယ်လီဖြစ်နေတာပေါ့ချင်းမကောင်းတဲ့နေရာမှာဆယ်လီဖြစ်နေတာပေါ့လူစုဂိုင်းကောင်းဆောင်တွေလည်းရှိတယ်တပောက်နိုင်ငံမှာလူတက်တဲ့ကောင်းတွေလည်းရှိတယ်လူမျိုးတုံးတက်တဲ့ကောင်းတွေလည်းရှိတယ်အဲ့ဒီကောင်းတွေကပဲတနက်ကြီးကြီးဂိုင်းပြီးတော့ကောင်းဆောင်နေရာမှာနေနေကြရဲဆိုတော့ဒီနိုင်ငံရဲ့ဟိုလက်ရှိအခြေအနေကတော့တော်တော်လေးဆိုရင်ထိတ်လန့်စရာကောင်းနေတဲ့အခြေအနေပေါ့ချင်းနော်ဘလူးသရေတွေလက်ထဲမှာပြည်သူလူထုရောက်နေတာပေါ့အဲ့တော့နိုင်ငံတကာစိတ်ဝင်စားနေတဲ့ဒီကြားဖြန့်ကိစ္စကရောမြန်မာနိုင်ငံထဲမှာတကယ်ပေါက်ပွားလာတာလား တကယ်တမ်းကျတော့ကြားဖြန့်ဟာတရုတ်ပြည်ကနေပဲစတင်ပြီးတော့ပုတ်ခွာလာတာတော်တော်နိုင်ငံမှာကကိုယ့်နိုင်ငံကိုချစ်တဲ့လူဆိုတာမရှိဘူးเนาะကိုမိသားစုကိုယ့်ရဲ့အကျိုးစီးပွားကိုပဲချစ်တဲ့လူတွေရှိတယ်။အဲ့တော့အခါကျတော့ကျမတို့နိုင်ငံမှာကဟလာလူသားရင်းအမြစ်ကောမြန်မာနိုင်ငံရဲ့တယံဇာတာကိုအလုံးဝသူများနိုင်ငံတို့အထူးကြွေးထိုးပြီးအခြေအနေနဲ့ပဲကြုံနေရတာအခုလာတဲ့ကြားပြန်ကိစ္စလာပြီ နော်ဒီကြားဖြန့်အခုဆိုလို့ရှိရင်တော့အကုန်လုံးသိနေကြပြီပေါ့အရင်တော့ကြားဖြန့်ကြီးကမြန်မာနိုင်ငံထဲမှာရှိနေတယ်ဆိုတော့အတန်တက်တက်ပဲကြားတာဒီလောက်ထိတက်တက်ထောက်ထားတယ်ဒီလောက်ထိလူတွေအများကြီးတူလောင်ထားမှန်းကိုအခုမှဒါမျက်မြင်ကိုယ်တွေတွေ့ရတာပေါ့ဟောဒီလက်စလုံးထဲမှာထွက်လာတဲ့ video ပိုင်းကိုကြောက်စရာကြီးတကယ်ကကြားဖြန့်နေရလူတွေရွှေ့နေရလဲဟာကြီးပေါ့လူတန်းရှည်ကြီးပဲနော်အဲ့တော့အဲ့လောက်ထိချင်းနေဆိုးပြီးတော့မိုင်းရိုင်းစော်ကားနေကြတာမြန်မာပြည်ထဲမှာဟုတ်လားဒီကြားဖြန့်ကလည်းတပြေးပြေးနဲ့ကိုရိုနာဗိုင်းရပ်လိုပဲဟုတ်လားယောဂါကိုပြန့်ပွားသလိုမျိုးကဘာကြီးတို့လွှမ်းမိုးလာတာလေ နိုင်ငံတကာမှာခုဆိုလို့ရှိရင်ကြားပြန့်ဆိုရင်တော်တော်ထိတ်လန့်လုံလုံချုပ်ချားနေရတဲ့အနေအထားမျိုးဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေကလည်းဘေးနိုင်ငံတွေမှာအလုပ်လုပ်နေရတဲ့အခါကျတော့ဒီလိုမျိုးသတင်းထွက်လာတဲ့အခါကျတော့အိမ်မတမ်းမမျက်နှာငယ်ရတယ်ဟုတ်လား။နော်မြန်မာနိုင်ငံဆိုရင်ဟာတို့ကြားကြားပြန့်နိုင်ငံပေါ့ဟုတ်လား။ကြားပြန့်နဲ့တွဲပြီးသိရတာကဟိုတော်တော်ရှက်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်နေရပါတယ်နော်။ဟုတ်လားဒီကြားပြန့်ကျွန်တော်တို့မြန်မာပြည်သူလူထုဘယ်လောက်ထိဒုက္ခပေးလာနိုင်တယ်လဲ။ဒီရဲ့စိုးကြိုးကိုမြန်မာပြည်သူလူထုဘယ်လောက်ထိခံရမလဲပေါ့။ လက်ရှိကိုကျွန်တော်တို့မတိလိုက်တာတွေအများကြီးပဲရှိတယ်ဒါကတော့နော်လူသားအရင်းမြစ်ဖြစ်တဲ့လူခဏကိုရဲ့ဟိုကိုင်းကအစိတ်ပိုင်းတွေလောင်းချတဲ့အထီးကိုကြားဖြတ်လုပ်ငန်းကတွင်တွင်ကြည်ကြည်ကိုလုပ်နေတာဖြစ်ပါတယ်ရောင်းချတာကလည်းမတော်မတရားခိုင်းစေပြီးရောင်းချတာလည်းရှိတယ်လို့ကိုကိုတိုင်းသဘောတူပြီးတော့တွားရောင်းချတာလည်းရှိနောက်ပြီးတော့ဒီဣဒ္ဓဇာလုပ်ငန်းတွေမှာဆိုလည်းအဲ့လိုပဲဣဒ္ဓဇာလုပ်ငန်းတွေမှာဆိုမြန်မာအမျိုးသမီးတော်တော်များများပဲကြားဖြတ်နေမှာပုံများနေတာပေါ့နော် ဲ့မှာပြည်စာလုပ်နေတာဆိုတော့ဒီကြားဖြန့်ကကျွန်တော်တို့နိုင်ငံရဲ့လူသားရေးမြစ်တွေကိုလုံးဝကျုံးလုံးမောက်ကိုဖြစ်အောင်စုပ်ပြတ်သက်သွားအောင်လုပ်နေတဲ့ခိုင်းကြီးဖြစ်ပါတယ်ဒီခိုင်းတို့ဘယ်သူတွေကလက်ခံပြီးတော့ကိုယ်တိုင်ပါဝင်လေပတ်နေတယ်ဆိုလို့ရှိရင်အာနာပိုင်းတွေကပါဝင်လေပတ်နေအဲ့တော့ဒီနိုင်ငံရဲ့အနာဂတ်ကညှော်လင့်ကြတော့မေ့နေပြီလို့ပြောလို့ရပါတယ်เนาะဆိုတော့ဒီလိုလူတွေရဲ့လက်ထဲမှာတိုင်းပြည်ကို ထားကျင်နေတဲ့လူတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုခြေနေမှန်ကိုရောအခု မြင်ကြရဲ့လားလို့အဲ့ဘောမတက်တိုက်ကိုမေးရတော့မှာပါနော်ကျွန်တော်နိုင်ငံလက်ရှိအခြေအနေမှာကိုမြင်ကြရဲ့လားလူသားတွေကိုယ်တိုင်ကနော်အသွေးအသားတွေပါ ရောင်းချနေရတဲ့အခြေစုပ်ပြတ်တက်နေတဲ့နိုင်ငံဖြစ်နေပါဘူးဘေးနိုင်ငံမှာတခြားနိုင်ငံမှာအလုတ်လာလုတ်နေကြတဲ့လူတွေကိုယ်တိုင်တော့မှကြေကြဖြန့်နေပတ်သက်ပြီးတော်တော်မျက်နှာငယ်အပြောဆိုခံရတဲ့အခြေအနေမျိုးပါနော်အဲ့တော့ဒီလူမျိုးကြားဖြန့်လုပ်ငန်းတွေကဘာကို လွှမ်းမိုးလောက်တဲ့အခြေတသိမ်းထရကောင်းအောင် ဝေးပွားလာတဲ့ဝေးပွားခဲ့တဲ့တိုင်းပြည်ထဲမှာရှိနေတဲ့အာနာရှင်တစုအခုချိန်မှာနှစ်ဖူးကိုငွေတက်ပေါက်တာပါအဲ့တော့စောချစ်သူတို့ကလည်းဒီလုပ်ငန်းတွေထဲမှာအကျိုးအမြတ်တွေအများကြီးယူထားတယ်ဆိုတော့ဒါနိုင်ငံတကာကလည်းသိနေပြီဖြစ်တဲ့အတွက်အမေရိကန်အတော်မှစီဝိုင်းပိတ်ဆို့မှုတွေလုပ်တာရှိလာတယ်နောက်ပြီးတော့ဒီကြားဖြန့်နှိမ်နင်းရေးတွေတီးတန့်ဖွဲ့စည်းတာတွေရှိလာတယ်အဲ့တော့မြန်မာပြည်တွင်းထဲမှာနော် ဒီကြားဖြန့်ဟာဘလောက်ထိလိုက်စားပြီးတော့မှကျွန်တော်တို့နိုင်ငံထဲမှာလူမသိသူမသိအသက်ဖြတ်ခံလိုက်ရတဲ့လူတွေဘလောက်တောင်များနေမလဲဆိုတာစဉ်းစားကြည့်ပေါ့နောက်တစ်ခုကအခုချိန်မှာစောချစ်သူကဟိုပျောက်နေလို့ပြောပါတယ်စောချစ်သူပျောက်နေတယ်တော်တော်လေးကြောက်နေတော့ပါပြီမင်းအွန်လိုင်းလို့လည်းလဝါချင်းရိုက်ပြီးအများအားလက်ပွန်းတတိနေပြီးတော့နော်မင်းအွန်လိုင်းလို့အလိုကျလိုက်လုပ်ပေးနေတာကဒီစောချစ်သူအဖွဲ့ပါပဲ မြောက်ဝတီမှာတိန်းထားတဲ့မြောက်ဝတီလမ်းမကြီးတိန်းထားတဲ့ကိစ္စတွေဆိုလို့ရှိရင်ပြန်ပေးလိုက်ရတာလဲဆော့ချစ်သူတို့ပါဒီလိုတွေပါပဲအဲ့တော့ဒီလိုတွေကနှစ်ဖက်ခွာထားပြီးတော့မှအခုတော့လုံလုံရရကိုမအားလာစေအုပ်စုဘက်မှာရက်နေဖြစ်ပါတယ်အခုတော့ပလင်းတူမူးစိုးတွေဖြစ်နေကြပြီးတော့မှဂျာဇွေကောင်တွေအချင်းချင်းပြပြန်အလံကြောက်နေရတာဖြစ်ပါတယ်ဆော့ချစ်သူကလည်းမင်းအွန်လိုင်းကိုကြောက်သလိုမင်းအွန်လိုင်းကလည်းဆော့ချစ်သူကိုကြောက်နေတာဖြစ်ပါတယ်အဲ့တော့ဘသူကခေါ်ပြီးတော့အနှုတ်ပိတ်ခံရမလဲတကယ်တော့ဒီကြားဖြန့်လူလိန်ခိုင်းက တရုတ်ပြည်ကနေပြီးတော့ပဲစတင်လာတာဖြစ်တဲ့အတွက်တရုတ်မှာလုံးလုံးတောင်းဝန်ရှိပါတယ်เนาะဒါပေမဲ့တရုတ်ဟာကြားပြလူလိမ်ခိုင်းနဲ့မပတ်သက်ဘူးဆိုတာကိုပြမှုအတွက်တယောက်ပြီးတောင်နှုတ်ပိတ်မှာပါအဲ့ထဲမှာဟိုအနည်းဆက်ဆုံးခံရကတော့ခံရတာကတော့စော့ချစ်သူပေါ့ BJ အကောင်းဆုံးစော့ချစ်သူဖြစ်ပါတယ်เนาะအဲ့တော့မင်းအွန်လိုင်းကပဲစော့ချစ်သူကိုထိုးထွင်းမှာလားဆော့ချစ်သူကပဲမင်းအွန်လိုင်းကိုထိုးခြင်းပါလားလက်ရှိအနေအထားကတော့ဆော့ချစ်သူကမင်းအွန်လိုင်းလက်ခုပ်ထဲရရေးဖြစ်နေပါဘူးเนา မြန်မာနိုင်ငံထဲမှာရှိနေတဲ့စစ်ကောင်းဆောင်တွေလက်နက်ကင်ထားတဲ့ခေါင်းဆောင်တွေထဲမှာဘယ်နှစ်ယောက်လောက်ကဒီကြားဖြန့်ကိုင်းမှာပါဝင်ပတ်သက်နေတယ်လဲဆိုတာကိုထပ်ပြီးတော့ဖော်ထုတ်နိုင်အကောင်းဆုံးပါပဲနော် MNDA ဝတေချာပေါက်ပါပါလိမ့်မယ်နော်သူတို့တွေကနေပြီးတော့ပဲစခဲ့ကြတဲ့ဇလန်းတွေဖြစ်ပါတယ်ဒီဇလန်းတွေနောက်တစ်ခုကဒီရက်ထဲမှာထွက်လာတဲ့ဒီတက်ခိုင်ရေးအမတ်လောင်းဖြစ်တဲ့ကိုစလေလောင်းဖြစ်တဲ့အမျိုးသမီးတယောက်တယုံနံပဲကျမလည်းမိသွားပြီနော်အဲ့ဒီအမျိုးသမီးကို ဒါတရုတ်ပြည်မှာဖမ်းပြီးတော့မှအစိုးရတက်လိုက်တဲ့ဗီဒီယိုပိုင်းလည်းတွေ့ရဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကကြန့်ခိုင်ရေးတွေကဖြစ်နေပါတယ်။အဲ့တော့ဒီကြားပြန်လူလိမ့်တွေကအာနာပိုင်းနေနဲ့ပေါင်းပြီးတော့ဘလောက်တောင်ဒီအစိုးရရန်လျာကြီးထဲမှာလှိုက်စားကျင်လည်ပြီးတော့မှမြန်မာပြည်သူလူထုပေါ်မှာခေါင်းပြုံခေါင်းပုံဖျက်အမျက်ထုတ်နေလဲဆိုတာနိုင်ဆက်စဉ်းစားလို့ရပါတယ်။တော်တော်ကြောက်စရာကောင်းတဲ့အခြေအနေပါ။အခြေအနေတွေကိုဆက်ဆက်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် เนาะဒီတော်လွန်ရေးကာလမှာပါလာခဲ့တဲ့နိုင်ငံလက်နက်ကန်တချို့ကမင်းအွန်လိုင်းကိုတနက်တစ်ဖက်တစ်ချက်မဖောက်ရဘဲနဲ့နေမြေပြန်သိမ်းပေးရတာတွေပြန်ပေးလိုက်ရတာတွေနောက်ဆုတ်ပေးရတာဒါတွေကတော့ရှောက်လုပ်နေတာဖြစ်တယ်เนาะဘာကြောင့်တို့ဒီလိုလုပ်တာလဲတို့တိုက်ရင်နိုင်နေတဲ့အနေအထားမျိုးပါဒါကကျွန်တော်တို့ပြည်သူလူထုလည်းမြင်နေရတာပဲတစ်တုံညာနှစ်ခုစစ်စင်ရေးဒါဒီတိုင်းသွားခဲ့မယ်ဆိုလို့ရှိရင်မြေအောင်လိုင်းကဒီချိန်ဒီထိတောင်တောက်ခံနိုင်မှာမဟုတ်ပါဘူးနော်ဒါကိုအချိန်ကြာလာတဲ့နေ့မြာဘာလို့မြေအောင်လိုင်းတို့ ਨੇ နော်တရုတ်ရဲ့စကားကိုနားထောင်နေကြတာလဲ ဒီထဲမှာဘယ်သူတွေဆက်ပြီးပါဝင်အောင်မှာလဲ KNL ရောဒီကိစ္စနဲ့လွတ်ကင်းရဲ့လား KNU ရောဒီကိစ္စနဲ့လွတ်ကင်းရဲ့လားဆိုတော့ဘောလို့ကျွန်တော်တို့ဆက်ပြီးတော့စိတ်ဝင်တစားစောင့်ကြည့်ရမယ်အခြေအနေမျိုးဖြစ်ပါတယ်တခါလဲရှင်းသွားတော့လဲအေးတာပေါ့ရှင်နော်မြန်မာနိုင်ငံထဲမှာဒီလောက်ရုံမှာရက်ဆက်ပြီးတော့ကိုတိုင်းပြည်ကိုကိုဖျက်ဆီးနေတဲ့ကောင်းနေသနတ်ကင်ပြီးတော့ခုံအမြင့်အင်းဒီပေါ်မှာတတ်ထိုင်နေကြတာလေဟုတ်လားမြန်မာနိုင်ငံတစ်ခုလုံးကိုပျက်စီးသွားအောင်လုပ်မဲ့ကောင်တွေကဒီကောင်တွေပါပဲအဲ့တော့ကျမတို့ကြည့်ရတဲ့လောက်ကတော့ မင်းအွန်လိုင်းနဲ့မွေကြိုက်တာမဟုတ်ပါဘူးတရုတ်ကလည်းမွေကြိုက်နေတာပါနော်အခုချိန်မှာတရုတ်ကဘယ်အကွက်ကိုခင်းပြီးတော့ဘယ်သူ့ကိုထိုးကြွေးအောင်လဲဆိုတာလေဒီမှာလို့ကြည့်အောင်ပါပဲဖြစ်ပါတယ်အဲ့တော့တရုတ်ကသူပောင်ဝင် ပတ်သက်နေတဲ့ဒီကြားဖြတ်လူလင်ခိုင်းကိုအခုချိန်မှာတော့နှိမ်နင်းမှာပါအလုံးလုံးပြပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒေါ်နယ်ထရန့်ကလည်းဒီကိစ္စကိုနှိမ်နင်းရေးအဖွဲ့ကြီးပါ ခွဲလိုက်ပြီဆိုတာကိုသိလိုက်တဲ့အခါကျတော့တရုတ်ကဘယ်လိုသွားမလဲဆိုတော့စောင့်ကြည့်ရမယ်။ဘာပဲဖြစ်ဖြစ်ကျမတို့နိုင်ငံကတရုတ်ရဲ့လက်အောက်ခံလက်ဝယ်ခံလုံလုံရရဖြစ်နေရတော့သိကြပါရဲ့။